မန်ယူကြိုက်နေတဲ့ဘရာဇီးတက်စင်မူမန်ယူသင်းဟာလာမက်လိုရာဒီပေါင်းရွှေ့ကာလာမှာဝူဘာဟန်တန်ကဘရာဇီးတက်စင်မူကူညာကို ခေါ်ယူมาဖြစ်ပါတယ်ဘရာဇီးတာဟာစတိုးဖြတ်တဲ့ကြီးပေါင်တန်း60တော်ရှိပြီးဒီနှစ်ပေါ်လုံးရာဒီကိုရင်ဝူဘာဟန်တန်ကနေထွက်ခွာမယ်လို့ယုံကြည်ရပါတယ်မန်ယူအသင်းရဲ့တက်ဆက်မှုပြလာစင်းရင်မှာ25နှစ်ရွယ်ကူညာကထိဆုံးကပေါင်နေတာဖြစ်ပါတယ် မန်ဦးနီးပြအမော်ရင်အတွက်တက်စစ်ဆွမ်းဆောင်ရင်ထက်မြက်ဖို့ကအရေးကြီးနေပြီကုညာလုံစံသမားကောင်းကိုအကြိုက်ပုံနေတာပါပြင်းမြလိ33ဘွယ်ကစားအပြီး36ဘူတာတွင်းဝထားတဲ့မန်ယုံတက်စစ်ပိုင်ကတော်တော်ကိုနှုံချနေပါဗျ။ဒီရီပြင်းမြလိမှာမန်ယူအတင်ထက်ဂိုးရနေတာဆိုလို့စောင့်တန်းလက်စတာအေဆွေအေဗာတန်နဲ့ဝက်ဆန်တို့ပဲရှိနေပါဗျ။ အမော်ရီရဲ့စိတ်ကြိုက်၃လေးလေးတက်ကစားကွက်မှာကုညာက အကောင်းဆုံးဖြစ်လိမ့်မယ်လို့မျှော်လင့်ရပါတယ်။ကုညာဟာဒီယာဒီဟူးရဲ့ဂိုးသွင်းများဆုံးပလေယာဖြစ်ပြီးပြန်ပွဲဆုံး၁၆ဂိုးသွင်းမှုထားသူပါ။မန်ယူအနေနဲ့ကုညာကိုအရောက်ခေါ်ဖို့အတွက်လစ်ဗာပူး၊အာဆင်နယ်၊ချယ်ဆီ၊ယူကာဆယ်တို့နဲ့ပြင်ဆင်ရဖို့ရှိနေပါတယ်။ဘူဘာဟန်တန်နဲ့89ပွဲမှာ32ဂိုးထိတွင်းဝင်ထားပြီးခြေစွမ်းကောင်းပေမဲ့ကုညာရဲ့စီကံပိုင်းအားနည်းချက်ကစိုးရိမ်စရာဖြစ်နိုင်ပါတယ်။ အတလတီကိုတက်ဆက်မှုအောင်ဟာဒီရာဒီမှာနှစ်ချိန်ထုတ်ဖယ်ခံခဲ့ရပြီးစုစုပေါင်း6ပွဲလွဲခဲ့ရတာပါကစားလမဘောကနော်ဆင်တက်ဖို့နဲ့စူဖလားတွေအတွက်တက်ပွဲဝင်ဖို့လိုအပ်ကြောင်းကုညာကပြောထားပါတယ်မန်ယူဟာကုညာကိုအရခေါ်ဖို့အခြားအသင်းတွေထက်လက်အမှုရယူပြီးဝူဘာဟန်တန်နဲ့ဆွေးနွေးမှုတွေစတင်နေပြီလည်းဖြစ်ပါတယ် ဘရာဇီလ်တာဟာ2018ကဆွစ်ဇာလန်ကလပ်စီယိုနဲ့ကစားသမားဘဝစတင်ကဝူကိုမရောက်ခင်လိုက်စေဟာတာပါလင်နဲ့အသလတီကိုမှကစားခဲ့ပါတယ်။